မင်္ဂလာပါ Sky Computer Training Center နေပြီးတော့ကြိုဆိုပါရစေ။ဒီနေ့မှတော့ကို့မှာရှိနေတဲ့ပစ္စည်းလေးတွေပေါ့နော်။မုံတုပ်ကလေးပဲဖြစ်ဖြစ်၊ချိုးလေးပဲဖြစ်ဖြစ်ဒီဟာတွေကိုပါကင်ထုတ်တဲ့အခါမှာ အသုံးပြုလို့ရတယ်။ကိုယ့်ရဲ့ကွန်ပျူတာတွေပေါ့နော်။ကွန်ပျူတာတွေကိုပါကင်ထုတ်တဲ့အခါမှာအသုံးပြုရမယ်။ function လေးကို သုံးပြပေးပါမယ်။အဲ့တော့ကိုယ့်ရဲ့ပစ္စည်းတွေကိုပါကင်အေးအတွက်ထုတ်ချင်တယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ function လေးကိုသုံးပါမယ်။ပါကင်အေးအတွက်ထုတ်ပြီးလို့မှကြံတဲ့အေးအတွက်ကိုတွေ့ချင်တယ်ဆိုလို့ရှိရင်တော့ mode function လေးကိုသုံးပါမယ်။အဲ့တော့ဒီမှာဆိုရင် အရေးအတွက်အားဖြင့်ဆိုလို့ရှိရင်120ရှိရဲ့အဲတပါခင်ကိုသူက24လို့ထုံးမယ်ဆိုလို့ရှိရင်ဘယ်နှပါခင်ရမလဲဆိုတာကိုသိချင်တဲ့အခါကြာလို့ရှိရင် question fashion လေးကိုသုံးပါမယ်မိများချင်း Q U O T I E N D question ဝင်စားဝင်စားပြီးသွားတဲ့အခါကျရင်ကိုရဲ့စုပေါင်းရှိရဲ့ပစ္စည်းအေဘက်ကလေးကိုတစ်ချက်ကလေးလိုက်ပါမယ်ပြီးရင် comma ကောမပြီးသွားတဲ့အခါကျလို့ရှိရင်တပါခင်မှာ ထုံးမဲ့အရေးအတွက်ကိုကလစ်ပါမယ်ပြီးဝင်ပိတ် enter အဲဆိုလို့ရှိရင်တော့ပြည့်စုံရေအတွက်120ရှိရဆိုလို့ရှိရင်24ခုတပကင်ရော24ခုထုံးမယ်ဆိုရင်တော့ပကင်ရေအတွက်အပြင်5ခုရပါမယ်အဲတော့သူကလက်ချက်ဘယ်လောက်ရှိလဲလို့ထပ်ပြီးတော့တွက်ပါမယ်ရင်းများချင်း MOT မုတ်ဝင်းစာအဲဆူဆူပေါင်းပြည့်စုံရေအတွက်ကလေးကိုတစ်ချက်ကလစ်မယ်ကောမှာပြီးသွားရင်တပကင်မှာထုံးမဲ့ရေအတွက်ကလေးကိုတစ်ချက်ကလစ်မယ်ဝင်းပိတ်အန်တာသူကတော့ပကင် အပြည့်မရှိဘူးပေါ့နော် legend 0ဆိုတော့ legend အပြည့်မရှိဘူးအဲ့တော့ control d ဒီ formula လေးကို copy ဆွဲလိုက်တာပါเนาะအဲ formula လေးကို copy ဆွဲလိုက်တဲ့အခါမှာကြာလို့ရှိရင်ဒီ65ခုထုံးမယ်ဆိုလို့ရှိရင်65ခုရှိရဲ6တော့ထုံးမယ်တပါခင်ကို6တော့ထုံးမယ်ဆိုလို့ရှိရင်ပါခင်ရေးတွဲအပြည့်ဆဲခုရမယ်အပြည့်အပြည့်ဆိုလို့ရှိရင်တော့အဲ၅ခုကျက်မယ်136ခု ရှိရတပါကင်ကို10ခုထုတ်မယ်ဆိုလို့ရှိရင်တော့73ပါကင်ရမယ်အပြည့်ဘယ်လောက်ကျန်မလဲဆိုလို့ရှိရင်တော့9ခုကျန်ပါမယ်ဒီနီလန်းလေးကိုအသုံးပစ္စည်းရေအတွက်တွေကိုထုတ်ပို့တဲ့အခါပါကင်တွေထုတ်ပို့တဲ့အခါကျရင်ဒီနီလန်းလေးကိုအသုံးပြုလို့ရပါတယ်ဗီဒီယိုလေးကို ဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်